ီအရာလေးကိုမှတ်ထားပါကျမတို့ရဲ့နှုတ်ရှာပါဇက်ကအစိတ်နဲ့ဆိုင်တဲ့အရာသေခြင်းနဲ့ဆိုင်တဲ့အရာကိုစိုက်လိုက်ရင်အဲ့ဒီစိုက်တဲ့အတိုင်းပဲသေခြင်းနဲ့ဆိုင်တဲ့အရာအစိတ်နဲ့ဆိုင်တဲ့အရာကိုပြန်စားရမယ်သင်ဘာတွေစိုက်နေလဲ Facebook ပေါ်မှာရေးထားတဲ့အရာပဲဖြစ်နေစေအဲ့ဒါသင်စိုက်ထားတာနော်သင်ပြန်စားရမှာအာမင်သတိထားပါဘာဖြစ်လို့သွားမှာလဲအမျိုးသမီးကဘာပြန်ပြဆိုယနေ့ပဲသွားလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ကောင်းသောအမှုရာဖြစ်လိမ့်မယ်ဟာလေလုယာ ေနေတဲ့အချိန်မှာ तू ပြောတဲ့အရာ तू ဝန်ခံတဲ့အရာ तू ကြွေးကြော်တဲ့အရာဘာလဲကောင်းသောအမှုဖြစ်လိမ့်မယ်ကျမတို့ရဲ့မိသားစုထဲမှာကျမတို့ရဲ့အသက်တာထဲမှာဒီတိုင်းနိုင်ငံကြီးထဲမှာသိဆုံးခြင်းနဲ့မကောင်းသောအမှုရာတွေကိုမြင်တဲ့အခါမှာ ကောင်းသောအမှုဖျားပြုတ်လို့မယ်လို့ပြောတဲ့သူဘယ်နှယောက်ရှိခဲ့ဘူးလဲဟာလေလုယကျမတို့လူတတော်များများကလေလောကသားတွေလုတ်တက်တဲ့အရာကိုပြောတာပါအခြေအနေပေါ်မှာမူတည်ပြီးတော့လိုက်ပြီးတော့ဝန်ခံတတ်တဲ့အရာတွေရှိတယ် ော်ဖရာသားသမီးတွေဖရာရဲ့လူတွေဖရာရဲ့တန်ရှင်းသူတွေကဒီလောကကြီးရဲ့ဖြစ်ပျက်နေတဲ့အခြေအနေပေါ်မှာလိုက်ပြီးတော့ဝန်ခံရမှာမဟုတ်ဘူးမိတ်ဆွေကျမတို့လောမယ့်အရာကဖရာသခင်ရဲ့ဂတိတော်ပေါ်မှာဖရာသခင်ရဲ့တတ်နိုင်ခြင်းပေါ်မှာဝန်ခံရမယ်ကျွေးချော်ရမယ်ချိန်ညာရမယ်ဟာလေလုယာယင်သူကတော့ကျမတို့ရဲ့တတ်တာတွေထဲမှာဆုံးရှုံးစေဖို့ရန်အတွက်တော့ကျမတို့တတ်တာထဲမှာခိုးယူမယ်တတ်မယ်ချက်စီးမယ်ဒါပေမဲ့အဲ့ဒီအရာပေါ်မှာကျမတို့ကနားလေရဲ့သားနဲ့ ေါ်မှာလိုက်ပြီးတော့နော်ဘုရားသခင်တက်နိုင်ခြင်းကိုမဝန်ခံဘူးဆိုရင်ဒီဟာလေးကိုမှတ်ထားပါကျမတို့ရဲ့နှုတ်ရှာပါဇက်ကအစိမ့်နဲ့ဆိုင်တဲ့အရာသေခြင်းနဲ့ဆိုင်တဲ့အရာကိုစိုက်လိုက်ရင်အဲ့ဒီစိုက်တဲ့အတိုင်းပဲသေခြင်းနဲ့ဆိုင်တဲ့အရာအစိမ့်နဲ့ဆိုင်တဲ့အရာကိုပြန်စားရမယ်သင်ဘာတွေစိုက်နေလဲ Facebook ပေါ်မှာရေးထားတဲ့အရာပဲဖြစ်နေစီအဲ့ဒါသင်စိုက်ထားတာနော်သင်ပြန်စားရမှာအာမင်တတိထားပါဒါကြောင့်မို့ကျမရဲ့နှုတ်ရှာပါဇက်ဟာဖခင်ရဲ့ဘိတ်သိက်ဖခင်ရဲ့တကူတော်နဲ့ပြည့်ဝစေဖို့ရန်အတွက် set apart တည်တဲ့အဲ့နှုတ်ရှာပါဇက်ကိုဖခင်နှုတ်ကပတ်တော်ဖခင်ရဲ့ကောင်းမြတ်ခြင်းဖခင်ရဲ့ဂုံကျေးဇူးတော်တွေကိုပေါ်ပြစေဖို့ ਨੇ တည်တဲ့ဖယ်ထားရမယ်